အတင်းသူတင်းသားများနဲ့အသက်ရာကျော်လက်တွဲသွားနိုင်ပါစေရေမွန်မဆစ်ဆစ်စုဟာလူမျိုးဘာသာမခွဲကြဘဲပြည်သူအကျိုးဆွတ်ဆန့်တမန်ဆောင်ရွက်နေသူတွေကိုစနစ်တကျရွေးချယ်ချီးမြှင့်ခဲ့တဲ့အာရှတိုက်ရဲ့နိုဘယ်ဆုလို့တင်စားခံရတဲ့ဆုတစ်ခုပါဒီလိုဆုမျိုးရရှိခဲ့တဲ့ ပရဟိတကာဂျိုကြီးတို့လည်းပြည်သူအလုံးကဂုဏ်ယူလို့မဆုံးနိုင်အောင်ဖြစ်ခဲ့ကြသလို ိုင်ငံကိုယ်စားပြုခေါင်းဆောင်တွေရောအတိအမှတ်ပြုခဲ့ပါရဲ့လားထူးခြားစွာနဲ့စုပေးပွဲနေ့ဟာဥချုပ်သူတို့ဇနီးမောင်နှံရဲ့နှစ်ပတ်လည်နေ့လဲတိုက်ဆိုင်နေတာကြောင့်ရင်းခုန်ကြည်နှူးမှုတွေနဲ့မင်္ဂလာယူနေချိန်မှာဘဲကိစ္စကစိတ်မကောင်းဖြစ်စေခဲ့တာပါလေအဲ့တခုပဲကြာစိတ်မကောင်းတာစုပေးပွဲအခမ်းအနားမှာဒီနေ့စုရှင်တွေအိန္ဒိယကစုရှင်ဒါတို့ဖိလစ်ပိုင်ဒီစုရှင်တွေဒါတွေအားလုံးလာတယ်ပြီးတော့သူတို့နိုင်ငံရဲ့ကိုစားပြု တာမှတ်ဒီလာကြတယ်။အကျော်လို့မြန်မာနိုင်ငံတာမှတ်ဒီကနမတက်ထားပြပါလို့ဒီညာဒီမှာထားပါဘူး။ဘလို့မတက်ဘူး။ကျွန်တော်ကမြန်မာနိုင်ငံပြည်သူပြည်သူသားတဲ့လုပ်ပေးနေတဲ့ပြာဟိတသမားကိုကျိုးတဲ့လုပ်တာမြန်မာနိုင်ငံအတွက်လုပ်ပြီးလုပ်ပြီးနေရာကိုမြန်မာနိုင်ငံကပူဇော်ပြီးကောင်းဆောင်ရအသိမှတ်မှတ်ပြုတဲ့အခါမျိုးဖြစ်လာတာကတော့စိတ်ကောင်းစိတ်ကောင်းနဲ့ကျွန်တော်လုံးဆက်ချင်အောင်ကျွန်တော်ကျောင်းရတော့ဆက်လုပ်ရပါမယ် အဲဒီအပင်နဲ့ပြည်ပြည်မပြည့်စုံတာကျွန်တော်တို့လာမယ်လို့ကျွန်တော်တို့လာဘူးမှုကျိုးပြူစွမ်းဆောင်ရည်မြန်မာသူတွေကချီးမြှင့်လေရှိတဲ့ရေမွန်မဆစ်ဆစ်စုကိုမြန်မာနိုင်ငံကဥပျော်သူပါဝင် အာရှဒေသက9ဦးကိုပြီးခဲ့တဲ့ဩဂတ်31ရက်နေ့ကဖိလစ်ပိုင်သမရကိုရိုင်းချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။သမရဦးသိန်းစင်အစိုးရဘက်ကအတိမတ်ပြူးခြင်းမပြူးခြင်းတွေဟာနိုင်ရကူညီမှုအတင်းရန်ကုန်ရဲ့ပရာဟိတလုပ်ငန်းတွေပေါ်တက်ရောက်မှုမရှိတာကတော့သိကြပါဗျ။ပရာဟိတသမားတွေအတွက်ကိုကျိုးမဖက်ဖဲ ပရာဟိတသစ္စာဆိုရဲဖို့အရေးကြီးကြောင်းကိုလည်းအခုလိုပြောခဲ့ပါသေးတယ်။ပရာဟိတဆိုတာပရာဟိတသစ္စာဆိုရဲမှုအရေးကြီးရယ်။ပရာဟိတသစ္စာဆိုတာဟိုဒီသူတိုင်းတဲ့အလူမျိုးကိုကျိုးလုံးဝမသုံးပါဘူး။ဒီကအများကျိုးအတွက်ကိုအကုန်လုံးကိုဟာဖြစ်ပါတယ်။ဒါမျိုးတွေသစ္စာဆိုရမယ်။ကိုကျိုးမဖက်ပါဘူးဆိုတာအဓိကပဲ။အဲကိုကျိုးမဖက်ဘူးဆိုတဲ့သစ္စာကိုဆိုနိုင်ဖို့အရေးကြီးပါ။ဥကြောသူကိုလေးစားအားကြစိတ်နဲ့ဥကြောသူ crazy အဖွဲဖွဲ့ပြီးပြဟိတလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ကိုစိုးလင်းပိုင်ကလည်း34နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်အတွက်အခုလိုဆန္ဒပြုခဲ့ပါတယ်။ကျွန်တော်ပြလိုက်ကြဖခင်နဲ့မိခင်ကြီးဘဝဆက်တိုင်းဆက်တိုင်းဒီလိုမျိုးပဲအများပြည်သူရဲ့ပြလိုက်ကြဖခင်မိခင်အများကောင်းကျိုးဘဝဆက်တိုင်းဆက်တိုင်းလုပ်နိုင်ပါလိမ့်ဒီလက်ရှိချိန်မှာလည်းစိတ်ချမ်းသာလူချမ်းသာနဲ့ကျွန်တော်တို့တကုံတားရဘဘတကုံတားရလိုမျိုးအသက်ရှည်စွာနဲ့ပြလိုက်ကြကျိုးအများကျိုးတည်ဖို့နိုင်ပါလိမ့်လို့ကျွန်တော်ဆုတောင်းပါတယ်